ရုတ်ရဲ့ဖိအားကြောင့်လဲလွတ်လိုက်ရတဲ့လာရှိုးမျိုးကိုပြန်ရယူနိုင်ဖို့ပူပေါင်းလှုပ်ဆောင်ကြရမယ်လို့ဂရင်းမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF ဥက္ကဋ္ဌခူမီထူကပြောပါရယ်ကိုပီတာကသတင်းပေးပို့ထားပါရယ်တရုတ်ရဲ့ကြီးမားတဲ့ဖိအားတွေကြောင့်လာရှိုးမျိုးကနေပြန်ဆုတ်ပေးလိုက်ရတဲ့အတွက်လာရှိုးပြည်သူတွေနဲ့ကိုကန်တတ်မတော် MNDA တို့အတွက်စိတ်မကောင်းဘူးလို့ KNDF ဥက္ကဋ္ဌကပြောပါရယ် ကိုကန်တို့ဖက်ကနေပြီးမှပေါ့နော်ဒါအာဒီရွေးဖြစ်အောင်မလို့ပေါ့နော်လာရှုပ်ပြန်ပေးလဲရတယ်လာရှုပ်ပြန်ပြီးမှပေါ့နော်ဆုတ်ပေးရတဲ့ဟာမျိုးတွေကြားရတဲ့တော့ပေါ့နော်ဒါလာရှုပ်ပြည်သူလူစုနဲ့ဟောနော်ဒီကိုကန်ရဲ့ပေါ်နေတဲ့စိတ်မကောင်းပေါ့နော်အာအဲ့ဒါတော့အမှန်ကန်ပဲလက်ရှိမှာတရုတ်ရဲ့အကူအညီနဲ့လာရှုပ်မျိုးထဲကိုစစ်ကောက်စီတပ်ကအင်အားအလုံးကြီးနဲ့ပြန်လည်ဝင်ရောက်နေပြီဖြစ်ပါတယ်လာရှုပ်မျိုးဟာကိုကန်တပ်ဖွဲ့ MNDEA အပါအဝင်မဟာမိတ်တပ်တွေရဲ့အတက်များစွာနဲ့ရေးပြီးမှခက်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 တိုက်ယူထားခဲ့ရတဲ့အတွက် လွယ်လွယ်နဲ့လည်းလွန်လို့မရဘူးလို့ခွန်ပြီးသူကဆိုပါရယ်။ဒါကြောင့်လက်ရှိမှာလာရှုကိုခဏနောက်ဆုတ်ပြီးထားရပေမဲ့လည်းအချိန်ကာလတစ်ခုရောက်လာခဲ့ရင်နီလာပေါင်းစုံနဲ့လာရှုမျိုးကိုပြန်ပြရယူဖို့လှုပ်ဆောင်ကြရမယ်လို့ KNDF ဥက္ကဋ္ဌကပြောပါရယ်။ဘယ်တော့ပြမဲ့ခုနပြောတဲ့ဒီအခြေအနေကိုပေါ့နော်ကျွန်တော်တို့နီလန်ပေါင်းစုံရှာပြီးမှပေါ့နော်ပြန်ကြော်လွားဖို့လုပ်ရမှာပေါ့နော်ဒီ လာရှုဆက်ပြီးမှဟိုဘာလဲသုံးစရာပေါ့နော်ချိန်ကာလတခုလက်လို့ရတာမှန်ပေမဲ့ပေါ့နော်အခြားနီလန်းရှာပြီးမှပေါ့နော်ပြန်ပြီးမှရယူရလိမ့်မယ်ပေါ့နော်ခြားနေရာမှာလည်းစစ်စင်ရေးပုံစံမျိုးမျိုးနဲ့ပေါ့နော်ဒါကျွန်တော်တို့ပုံစံတမျိုးနဲ့ပြန်သွားရလိမ့်မယ်ပေါ့နော်ကရင်နီမျိုးသားများကာကွယ်ရေးတပ် KNDF ဟာလာရှုမျိုးတွင်တိုက်ပွဲမှာတခြားသောမဟာမိတ်တပ်ဖွဲ့တွေနဲ့အတူကိုကတ်တပ် MNDAA ဘက်ကဝေရောက်ကူညီတိုက်ခိုက်ခဲ့ကြပါတယ်ကိုကတ်တပ်အမဒီအီဟာတိတုံညာနှစ်ခုစစ်စီကာလဖြစ်တဲ့ 2024ခုနှစ်အောက်ခလထဲမှာစစ်ကောင်စီရဲ့အရှိမောက်တိုက်စစ်ဌာနချုပ်ချီဆိုင်ရာလာရှုံမြို့ကိုတိမ့်ပိုက်နိုင်ခဲ့ပေမဲ့လေဒီနှစ်ဧပြီလတတိယပတ်ကစားပြီးတရုတ်ရဲ့ဖိအားတွေကြောင့်မြို့ပေါ်ကနေဆုတ်ခွာပြီးဖို့သဘောတူပြလိုက်ရတာဖြစ်ပါတယ်။ဒါပေမဲ့လာရှုံမြို့ပြင်ပတ်ပတ်လည်းရှိကျေးရွာတွေမှာတော့ MNDAA ကဆက်ပြီးတပ်ဆွဲထားမှာဖြစ်ပါတယ်။